ဒီနေ့ကျွန်တော်တို့ဆွေးနွေးနေတဲ့ကောင်းစဉ်ကတော့ကျွန်တော်တို့အားလုံးဖရာသခင်ရှိကိုပြန်လှည့်လာကြဖို့ဖြစ်ပါတယ်ဖရာသခင်ဟာကဘာဥကရေကနေစပြီးတော့ဒီကနေ့အထိ ကျွန်တော်တို့ကိုနော်သူ့ရှိကိုပဲပြန်လှည့်လာကြဖို့သူ့ရှိကနေမထွက်သွားကြဘူးကျွန်တော်တို့အမြဲတမ်းနှိုးစော်တယ်ဖိတ်ခေါ်နေတဲ့ဖရာသခင်ဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ပထမဆုံးပြောပြခြင်းတယ် ီဟေရှာယအနာဂတ်တိချမ်းခန်းကြီး55ကို ကျွန်တော်တို့ဖတ်လိုက်တဲ့အခါမှာဘုရားသခင်ကျွန်တော်တို့ကိုတည်စီခြင်းနဲ့အကြောင်းအရာတွေတချို့ကျွန်တော်ပေါ်ပြလိုပါနံပါတ်1တစ်ချက်ကပါလဲဆိုတော့ဘုရားသခင်ဟာသူရွေးကောက်ထားတဲ့လူမျိုးကိုဘယ်ဘဲရောက်ရောက်ဘုရားကမမေ့ဘူးဆိုတော့သတင်းစကားဒီထဲမှာပါပါတယ်ဘုရားသခင်ဟာ ဤတေလလူမျိုးတွေကိုသူကိုယ်တိုင်ရွေးချယ်တယ်သူကိုယ်တိုင်ရွေးကောက်တယ်ဒါကြောင့်ဤတေလလူမျိုးတွေရဲ့အခြေအနေအနေထားတွေဟာဘယ်ဘဲရောက်ရောက်ဘလို့အနေထားမျိုးမှာပဲရှိရှိကောင်းတာပဲလှုပ်လှုပ်ဆိုးတာပဲလှုပ်လှုပ်နော်ဟိုဖယားသခင်ချစ်စရာကောင်းတဲ့အနေထားမှာပဲရှိရှိဖယားသခင် အလွန်မုန်းတဲ့အနေထားမျိုးမှာပဲရောက်ရောက်ပေါ့နော် ဖျားသခင်သည်သူရွေးကောက်ထားတဲ့လူကိုသူရွေးကောက်ထားသောသူကိုဘယ်တော့ခါမှသူဟာမမေ့ဘူးဆိုတာကိုဒီတရင်စကားကျွန်တော်တို့တွေ့ရပါတယ်ဒီပေါ်မှာလည်းယနေ့ခေတ်ကျွန်တော်တို့တွေ့အတွက်ကျွန်တော်ထပ်ပြီးတော့ခွန်အားယူမိတာနဲ့ကျွန်တော်ခွန်အားပေးချင်တာကဘာလဲဆိုရင်ဒီနေ့သင်သည်သခင်ယေရှုခရစ်တော်ကိုယုံကြည်သောသူဖြစ်ရင်လည်းဖြစ်မယ် ယုံကြည်ရမှမသိတဲ့သူလည်းဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့သင်သည်တခင်ယေရှုခရစ်တော်ကိုယုံကြည်သောသူပဲဖြစ်ဖြစ်မယုံကြည်သောသူပဲဖြစ်ဖြစ်ဘုရားသခင်ဟာသင်ကိုချီး၍သင်အတွက်လဝါကားတိုင်းပေါ်မှာတခင်ယေရှုခရစ်တော်ကိုဆေလွတ်ပြီးတခင်ယေရှုခရစ်တော်လဝါကားတိုင်းပေါ်မှာကျွန်တော်တို့လူသားအားလုံးအတွက်ကိုစားအသေးခံခြင်းအသွေးသွင်းခြင်းအပြင်ကျွန်တော်တို့အားလုံးကဘာပေါ်မှာရှိတဲ့လူသားအားလုံးတယောက်မှမချန်ထားဘူး အကုန်လုံးကိုဘုရားရှင်ကအမောင်တဲကနေရွေးနှုတ်တယ်အလင်းထဲသို့ပို့ဆောင်တယ်စာတန်ရဲ့လက်ထဲကနေပြီးတော့ကယ်နှုတ်တယ်သူ့ရဲ့နိုင်ငံတော်ထဲသို့ခေါ်သွင်းတော်မူတယ်ပြီးတဲ့အခါကျရင်အပြည့်ရဲ့ခြေကျုံအောက်ကနေတေချင်းတရားရဲ့ခြေကျုံအောက်ကနေကျွန်တော်တို့ကိုဆွဲထုတ်ပြီးတော့အသက်ရှင်ခြင်းဆိုတဲ့နော်လွတ်မြောက်ခြင်းထဲမှာကျွန်တော်တို့ကိုပို့ဆောင်ပေးတယ် ဒါကြောင့်ဘုရားသခင်ဟာတင့်ကိုရွေးကောက်တယ်ကျွန်တော်ကိုရွေးကောက်တယ်ကျွန်တော်တို့အားလုံးလူသားအားလုံးကိုဘုရားသခင်ကတခင်ယေရှုခရစ်တော်အဖင်ရွေးကောက်ခဲ့တယ်ဆိုတာကိုကျွန်တော်ဒီနေ့ပြောပြချင်ပါတယ်ကျွန်တော်တို့တခင်ယေရှုခရစ်တော်ရဲ့ရွေးကောက်ခြင်းကိုယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေတခင်ကတော့ဒီကနေ့ကျွန်တော်တို့ကိုဖိတ်ခေါ်နေပါတယ်ငါရှိကိုပြန်လှည့်လာပါငါကို မျှော်ကြည့်ပြီးတော့ ကယ်တင်ခြင်းကျေးဇူးကိုခံလော့နော်ငါရှီကိုပြန်လာပါငါရှီကနေနော်မဆခြင်းကိုမျော်လင့်ပါခံယူပါဆိုပြီးတော့ဒီနေ့ဟိုဟေရှာယအခန်းကြီး45မှာနော်ဘုရားသခင်ကဟေရှာယခင်မှာသူရွေးကောက်ထားတဲ့လူမျိုးတွေကိုနှိုးဆော်တယ်လို့ကျွန်တော်တို့ကလည်းဒီကနေ့နှိုးဆော်နေတယ်ဆိုတာကိုကျွန်တော်အနေနဲ့မိမောင်းထိုးပြခြင်းပါတယ်နောက်ဒုတိယတစ်ချက်ကဘာလဲဆိုတော့ဘုရားသခင်က သူ့ရဲ့စိတ်တဘောထားကိုဒီနေရာမှာဖော်ပြတယ်နော်ဘလို့ဖော်ပြလဲဆိုတဲ့အခါကျတော့ဟေရှာယနာကတိချံအခန်းကြီး45အငယ်3လောက်ကိုဖတ်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့မှောင်မိုက်၌ရှိသောဗန္နာနောက်တစ်ခုက လုံချုံစာဖွက်ထားသောဥစ္စာတို့ကိုတိတ်အားငါပေးမယ်။ငါသည်တင့်ကိုနာမည်ဖြစ်ခေါ်သောဣတေလအမျိုး၏ဘုရားသခင်ထာရဘုရားဖြစ်ကြောင်းကိုတင်သိရလိမ့်မယ်တဲ့။တင့်ကိုခေါ်တဲ့သူဟာငါထာရဘုရားသခင်ဖြစ်တယ်ဆိုတာသိစေမယ်။နော်ငါဟာဘုရားသခင်ဖြစ်တယ်နော်။အရာအလုံးကိုဟိုတက်ဆွမ်းနိုင်တော်သူဖြစ်တယ်။အလင်းကိုလည်း ဖြန့်စင်းတယ်လို့မောင်မိုက်ကိုလည်းဖြန့်စင်းတယ်ငြိမ်သက်ခြင်းကိုလည်းဖြစ်စေတယ်လို့အမင်္ဂလာကိုလည်းဖြစ်စေတယ်ဆိုလိုခြင်းတဲ့အိဗယ်ကပါလဲဆိုတော့ခတ်သိမ်းသော အမှုရာတို့ကိုငါထာဝရဘုရားပြုတယ်အကုန်လုံးပေါ့နော်ဘုရားသခင်ဟာတတ်နိုင်တယ်ဆိုတဲ့သူ့ရဲ့တက်ဆွမ်းနိုင်ခြင်းကိုလည်းဒီကနေ့ဟေရှာအနာကတိကျမ်းအခန်းကြီး45ထဲမှာဖော်ပြထားတာကိုတွေ့ရတယ် ဆိုတော့ဒုတိယအနေနဲ့ကျွန်တော်ထပ်ပြီးတော့နိုးစော်ကျင်တာကပါလဲဆိုတော့ဒီနေ့ကျွန်တော်တို့ကိုငါရှိကိုပြန်လာပါเนาะငါရဲ့မဆာချင်းကိုခံယူပါငါရှိမှာเนาะငါရဲ့မဆာချင်းကိုခံယူပါလို့ကျွန်တော်တို့ကိုဖိတ်ခေါ်နေတဲ့ပုဂ္ဂိုလ်ဟာသာရဘုရားသခင် ဖြစ်တယ်ခတ်သိမ်းသောယာတို့ကိုတတ်ဆွမ်းနိုင်တော်သူဖြစ်တယ်เนาะတကိုးကြီးသောဘုရားသခင်ကကျွန်တော်တို့ကိုခေါ်နေတာဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့ကိုဆက်ပြီးတော့ မမိုက်မဲဖို့ကျွန်တော်တို့ကိုနော်တိုက်တွန်းနေတာတွေ့ရတယ်အချင်းသူသည်မိမိကိုဖန်ဆင်းသောသူနဲ့ဆန့်ကျင်ဘက်ပြူ၏ထိုသူသည်အမင်္ဂလာရှိတယ်တဲ့နော်ယနေ့ကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဘုရားသခင်ကျွန်တော်တို့ကိုယေရှုခရစ်တော်ရဲ့အသက်နဲ့အသွေးနဲ့ရွေးဝယ်တဲ့ကယ်တင်ရှင်သခင်ယေရှုခရစ်တော်နော်ကျွန်တော်တို့ကိုငါရှိကို ပြန်လှည့်လာပါပြီးငါရှိကနေမဆာခြင်းကို ခံယူပါ ငါဟာဘုရားသခင်ဖြစ်ပါတယ်လို့ဖိတ်ခေါ်နေတဲ့ພັນຊင်းရှင်ဘုရားသခင်ကျွန်တော်တို့ကိုພັນຊင်းတဲ့ဘုရားသခင်ကျွန်တော်တို့ကိုကယ်တင်တဲ့ဘုရားသခင်ကိုစန့်ကျင်ဘက် ပြုနေတဲ့သူတွေဟာအမင်္ဂလာရှိတယ်ဆိုတာကိုလည်းဒီနေရာမှာထပ်ပြီးတော့ကျွန်တော်အနေနဲ့ဟေရှာယအခန်းကြီး55ကို အခြေခံပြီးတော့ကျွန်တော်မိမောင်းထိုးပြခြင်းနဲ့ဘသူတွေဟာဘုရားသခင်ထံကိုပြန်လှည့်လာဖို့လိုတယ်လေနော် ဒီနေ့နားထောင်နေတဲ့သူတွေထဲမှာငါဟာဘုရားသခင်ထံကိုပြန်လှည့်ရမယ့်သူလားဘုရားသခင်ထံမှာရှိနေတဲ့သူလားငါဟာဘယ်နေရာမှာရောက်နေလဲဘယ်နေရာမှာရှိနေတယ်လဲကိုကိုကိုကျွန်တော်သိဖို့လိုတယ်ဒါမှလည်းကျွန်တော်တို့ကဘုရားသခင်ထံမှာရှိနေတယ်ဆိုရင်တော့ပြန်လှည့်စရာမလိုဘူးလေရှိပြီးရှိနေတဲ့အတွက်ကြောင့်အကယ်၍ကျွန်တော်တို့ကဘုရားသခင်ရှင်ကနေနော်အဝေးကိုရောက်နေတဲ့သူဘုရားသခင်ထံကနေထွက်သွားတဲ့သူဖြစ်နေတယ်ဆိုရင်တော့ဒီကနေ့ကျွန်တော်တို့ဘုရားသခင်ထံကိုပြန်လှည့်ဖို့လိုတယ် ဘာကြောင့်လဲဆိုတော့ဖယားသခင်အပြင်ကျွန်တော်တို့ကိုမဆာနိုင်သောသူတယောက်မှမရှိဘူးเนาะတယောက်မှမရှိဘူးကောင်းကင်ဘုံမှာလည်းဖယားသခင်အပြင်တခြားမရှိဘူးမြေကြီးမြေကြီးအောက်မှာလည်းဖယားသခင်အပြင်ကျွန်တော်တို့ကိုမဆာနိုင်သောသူမရှိဘူးတမန်တော်ဝတ္ထုထဲမှာဆိုရင်တမန်တော်ကြီးရှင်ပေတုကသခင်ယေရှုခရစ်တော်မှတပါတဲ့ငါတို့ကိုကယ်တင်နိုင်သောနာမကောင်းကင်အောက်မြေကြီးပေါ်လူတို့တွေမရှိဘူးဆိုပြီးတော့သူကပြောတယ်ပေါ့ကျမ်းစာထဲမှာ ကျွန်တော်တို့ဘယ်နားမှာရှိတယ်လဲပျောက်နေသလားမပျောက်ဘူးလားเนาะကျွန်တော်ဘယ်နားရောက်နေတယ်လဲဆိုတာကိုသခင်ယေရှုခရစ်တော်ပြောတဲ့ပုံဥပမာလေးနဲ့ကျွန်တော်ရှင်းပြခြင်းနဲ့ရှေ့မှာလည်းဆရာဆန်လင်းကပြောသွားတယ်ပေါ့เนาะနံပါတ်1ပျောက်တော်သူပျောက်တော်သူကိုကျွန်တော်တို့ကြည့်တဲ့အခါမှာသခင်ပြောခြင်းနဲ့စကားကပျောက်တော်သူဆိုတာဘလို့ပုံစံမျိုးကိုပျောက်တဲ့သူလို့ခေါ်တယ်လေဆိုရင်သူဒီသူကရှေ့ကို နော်မြင်နိုင်စွမ်းအားနေတဲ့နော်အဝေးကြီးကိုသူကမမြင်နိုင်ဘူးဒါကြောင့် तू ကမလုပ်ရလဲဆိုတော့တိုးထင်းရဲ့နောက်ကိုကတ်ပြီးတော့ तू ကလိုက်ရတယ်ဒါကြောင့်တိုးချောင်းတဲ့လူတွေကမိမိရဲ့တိုးရှိကနေသွားပြီးတော့တိုးတွေကအဲ့ဒီတိုးထင်းရဲ့နောက်ကိုလိုက်ရတယ်ဆိုတော့ပျောက်တော့တိုးဆိုတာဘယ်အချိန်မှစပျောက်ဖို့ဖြစ်လာတယ်လေဘယ်အချိန်မှစပြီးတော့ तू ကပျောက်သွားတယ်လေဆိုရင်သူ့ကိုဥဆောင်လမ်းပြနေတဲ့ တိုးထင်းနောက်ကိုမလိုက်တော့ဘဲနဲ့တိုးထင်းကိုစိတ်ဝင်စားဘဲနဲ့နော် तू တစုံတစ်ခုကိုစိတ်ဝင်စားပြီးတော့အဲ့ဒီမှာ तू ငင်းနေမယ်အဲ့ဒီမှာအာယုံစိုက်နေမယ်ဆိုရင်ရှေ့မှာသူ့ကိုဥဆောင်နေတဲ့တိုးထင်းနဲ့ तू ကမျက်ခြေပြတ်သွားပြီးတော့ तू ကတပြေးပြေးနဲ့ तू ကကြံခဲ့တယ်နောက်ဆုံးကျတော့ तू ဘယ်ထဲရောက်သွားလဲတခင်ကတိုးတွေကိုရေတွက်ကြည့်လိုက်တယ်ဟာငါခေါ်လာတာတိုးအကောင်90အခု49ကောင်ပဲရှိတယ်တကောင်မပါလာဘူး ဘယ်နေရာမှာကြပြောက်ခဲ့လဲမသိဘူးเนาะအဲ့ဒီမှာစပြီးတော့ပျောက်တော့တိုးဆိုတာပေါ်လာတယ်ဒီနေ့တိုးကဘသူ့ကိုပုံဆောင်လဲဆိုတော့ကျွန်တော်တို့လူသားတွေကိုပုံဆောင်တာဖြစ်တယ်တခါလေကျရင်ကျွန်တော်တို့လူသားတွေကိုเนาะကျွန်တော်တို့လူတွေကိုယ့်ကိုယ်ပြန်ကြည့်အောင်เนาะကျွန်တော်လူတွေဟာအရာရာမှာเนาะဟိုးထောင်ရအထိကျွန်တော်မြင်နိုင်တဲ့သူတွေမဟုတ်ဘူးကျွန်တော်မှာအကန့်အသတ်တွေအများကြီးရှိတယ် ကျွန်တော်တို့မလုံနိုင်တဲ့ဟာတွေအများကြီးရှိတယ်ကျွန်တော်တို့ရဲ့မြင်နိုင်စွမ်းတွေကျွန်တော်တို့ရဲ့တက်စွမ်းနိုင်မှုတွေဆိုတော့အကုန်လုံးအကန့်အသတ်ရှိတယ်ဒါကြောင့်ကျွန်တော်တို့ကဖယားသခင်မပါလို့မဖြစ်ဘူးနော်ကျွန်တော်တို့ရဲ့ဘဝဟာဖယားသခင်ရှိမှဖြစ်တဲ့ဘဝဖြစ်တယ်ဘာကြောင့်လဲဖယားဖန်ဆင်းလို့ကျွန်တော်တို့ဖြစ်လာတာဆိုတော့ဖယားမရှိရင်မဖြစ်တဲ့ဘဝဖြစ်တယ်ဘာလို့ဘာကြောင့်လဲဆိုတော့ဖယားသခင်မပါလာရင်ကျွန်တော်တို့ကလောကကြီးမှာဘာအတွက်အသက်ရှင်တယ်လဲဆိုတဲ့အဓိပ္ပာယ်ကိုလည်းကျွန်တော်တို့သိမှာမဟုတ်ဘူး နော်ဖန်ဆင်းရှင်ဘုရားသခင်ရှိမှတိမှဒီဖန်ဆင်းရှင်ဘုရားသခင်ကငါ့ကိုဖန်ဆင်းတော့ကဘလို့ရွယ်ချက်နဲ့ဖန်ဆင်းတယ်လဲဆိုတော့တိမှကျွန်တော်တို့အတိတ်ပဲရှိရှိအသက်ရှင်လို့ရမှာဖြစ်တဲ့ဒါကြောင့်ကျွန်တော်တို့ကဘုရားသခင်ရဲ့ဥဆောင်မှုပေါ့နော်သခင်ဘုရားရဲ့ဥဆောင်မှုနောက်ကိုမလိုက်ပဲနဲ့ကိုယ်စိတ်ကူကိုယ်ဉာဏ်ကိုယ်အတွင်းနဲ့ကိုယ်ကဘာနဲ့ကိုခြေဥတဲ့ရလျှောက်သွားနေတယ်ဆိုရင်တော့တိတ်ချတဲ့အဲ့ဒီလူဘုရားသခင်ထံကိုပြန်လှည့်လာဖို့လိုပြီပေါ့နော် ဒါနံပါတ်1နောက်ဒုတိယတစ်ချက်ကပါလဲဆိုတော့ပျောက်သောဒင်းကပျောက်သောဒင်းကရဲ့လှုပ်ဝက်ချက်ကပါလဲဆိုတော့နော်ဒီဒင်းကပြားမှာခြေထောက်မရှိဘူးလက်မရှိဘူးသူ့မှာအသက်မရှိဘူး so ဒင်းကပြားပျောက်သွားတယ်ဒါနားလည်လွယ်အောင်ပြောဆိုပတ်စံပျောက်သွားတယ်ပေါ့နော်အငါငါပတ်စံပျောက်သွားတယ် so ပတ်စံကပျောက်သွားရအောင်ပတ်စံမှာခြေထောက်မရှိဘူးဒါမဲ့ဘယ်အချိန်မှာကျွန်တော်တို့ပတ်စံပျောက်တယ်လို့ခေါ်တယ်လေဆိုရင် ကျွန်တော်ပတ်စံကကျွန်တော်ထားတဲ့နေရာမှာ မရှိတော့ရင်ထားတဲ့နေရာမှာ မတွေ့တော့ဘူးဆိုရင်ဒီနားမှာငါပတ်စံထားထားတာဒီနားမှာငါဒင်္ဂါပြားထားထားတာဘယ်ရောက်သွားလဲမသိဘူးဟာပျောက်သွားပြီတော့ငါပတ်စံပျောက်တယ်ငါဒင်္ဂါပြားပျောက်တယ်ဆိုကျွန်တော်တို့ပြောလိပြောထားရှိတယ်ဆိုတော့ဒုတိယတစ်ချက်ကဘာလဲဆိုတော့သခင်ထားတဲ့နေရာမှာ မနေတဲ့လူဟာပျောက်တော့သူဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ကိုကိုကိုပြန်ပြီးတော့ ဟိုပြန်စစ်ဆေးရမယ်ပေါ့နော်ပြန်စစ်ဆေးရမယ်ဘလို့စစ်ဆေးရမလဲဆိုတော့ငါ့ကိုဖန်ဆင်းတဲ့ဘုရားသခင်ရဲ့အကြံစီတော်နဲ့အညီငါအသက်ရှင်သလားနော်ဒါကိုကျွန်တော်တို့ကပြန်ပြီးတော့ဟိုပြန်စဉ်းစားရမယ်ပေါ့နော်ပြန်ပြီးတော့ကျွန်တော်တို့အာကြည့်ရမယ်ဒါမှလည်းကျွန်တော်တို့ကဘာလို့သိရမလဲဆိုရင်နော် ။အော်ငါကဖယားသခင်ဖန်ဆင်းထားတဲ့အတိုင်းငါမရှိဘူး။နော်။ဖယားသခင်ဖန်ဆင်းထားတဲ့ငါမရှိဘူး။ဖယားထားတဲ့နေရာမှာငါမရှိဘူး။ဒါဆိုရင်တော့တိတ်ချသွားပြီ။တင်ဟာပြောင်းနေတယ်။ဒါကြောင့်ကျွန်တော်ဘာလုပ်ရမလဲ။သခင်ဖယားထံကိုကျွန်တော်တို့ပြန်လှည့်လာမယ်ပေါ့နော်။ပြန်ပြီးတော့ကျွန်တော်တို့လှည့်လာမှာဖြစ်တယ်။နောက်ဆုံးပြောက်ချင်းကတော့ဘာလဲဆိုတော့ပျောက်တော့တာပျောက်တော့တာကတော့ဒါလူပေါ့နော်။သူ့အဖေက ချမ်းသာတယ်ဒါကြောင့်အဖေပိုင်တဲ့အမွေဥစ္စာတွေကငါဥစ္စာပဲတနေ့တိုင်းအဖေကငါအမွေပေးမှာပဲဒါတွေကဆိုပြီးတော့ तू ကဘာလုပ်လဲဆိုတော့အဖေရှိကနေပြီးတော့เนาะ तू ရတဲ့အမွေတွေကိုခိုးသွားတာတော့မဟုတ်ဘူးเนาะတောင်းတာပေါ့เนาะအဖေကျွန်တော်ရမယ့်အမွေတွေကိုပေးပါဆိုပြီးတော့ तू ကသူ့အဖေရှိမှာအမွေတောင်းတယ်အဖေကလည်းသူ့တောင်းဖြစ်တဲ့အတွက်ကြောင့် तू ရတင်ရထိုက်သောအမွေတွေကို ပေးတယ်ဆိုတော့အဲ့ဒီမှာပျောက်သောသားကဘာဖြစ်လာလဲဆိုတော့အဖေရှိကနေအမွေရပြီးတဲ့အချိန်ကနေစပြီးတော့သူဟာအဖေနဲ့အဝေးဆုံးသောနေရာကိုတွားပြီးတော့ပေါ့နော်သူမှတော့စိတ်ကူးတွေရှိမှာပေါ့နော်ငါမှအဖေရပေးတဲ့အမွေတွေရှိတဲ့ပတ်စံရှိတဲ့ဥစ္စာရှိတဲ့ဒါကြောင့်ငါဒါနဲ့ငါစီးပွားလုပ်မယ်နော်စီးပွားလုပ်ရင်ကအများကြီးအောင်မြင်မယ် အဖေလိုငါလည်းအောင်မြင်တဲ့သူ ဖြစ်လာမယ်ချမ်းသာတဲ့သူဖြစ်လာမယ်ဆိုတဲ့စိတ်ကူးတွေရှိမှာပေါ့နော်ဒါကြောင့်လည်းသူမလုပ်လေအဖေရဲ့တုံတင်မှုအဖေရဲ့ဥဆောင်မှုအဖေရဲ့လမ်းပြမှုနဲ့အလန်းဝေးတဲ့နေရာကိုသူတွားပြီးတော့နော်သူ့အချိန်သူပါလာတဲ့ဟိုပစ္စည်းဥစ္စာတွေကိုနော်တုံးတုံးတုံးရင်းနဲ့နောက်ဆုံးပါဖြစ်သွားလေဆိုတဲ့ခါကျတော့ မွဲသွားတယ်ပေါ့နော်ဆင်းရဲသွားတယ်နောက်ဆုံးဝတ်ကြောင်းတဲ့အဆင့်ထိသူရောက်သွားတယ်ပေါ့နော်ဒါကိုချမ်းသာတဲ့မှာပျောက်တော့တန်းဆိုတဲ့ဥပမာကိုပေးတဲ့အခါမှာဒီအချောင်းရာကိုဖော်ပြတာတွေ့ရတယ်ဆိုတော့ဒီနေရာမှာလှုပ်ဝက်ချက်ကဘာလဲဆိုတဲ့ခါကျတော့ဒီဟာရဲ့ပျောက်ချင်းကတော့ဘာလဲဆိုတော့တခါတလေကျွန်တော်တို့ကနော်ဖျားပေးတဲ့ကောင်းကြီးတွေ နော်ဖျားပေးတဲ့တန်ရှင်းခြင်းဖျားပေးတဲ့ဖြောင့်မတ်ခြင်းဖျားပေးတဲ့ကောင်းချီးဖျားပေးတဲ့စီးစိမ်ဘုရားသခင်ပေးတဲ့စုကျေးဇူးတွေဖျားရဲ့မဆာခြင်းကြောင့်ခံစားရတဲ့အရာတွေကိုနော်ကျွန်တော်တို့ကကိုကြောင့်ရတယ်လို့လို့ပေါ့နော်ဖခင်ရှိကနေပြီးတော့ထွက်သွားတဲ့တားလို့ပေါ့နော်အရာရဲ့အုပ်ဆိုးမှု ဟိုဖျားရဲ့လမ်းပြမှုကိုမခံယူတော့ဘဲနဲ့ဖျားနဲ့အဝေးဆုံးသောနေရာကိုထွက်သွားတတ်တယ်။အဲ့လိုလူဟာတကယ်တမ်းကျတော့သူဟာဘယ်တဲ့ရောက်နေပြီလဲဆိုတော့ကြောက်တဲ့စင်းင်းတဲကိုရောက်သွားပြီပေါ့နော်။တခါတော့ကလူတစ်ယောက်ကပြောဘူးတယ်။ဖျားသခင်နဲ့ကျွန်တော်ကိုကျမ်းမာခြင်းပဲပေးပါတဲ့။ကျန်တာမလို့ဘူး။နော်ကိုတော့ကျမ်းမာခြင်းပဲပေးကိုယ်တော့ကျမ်းမာခြင်းပေးကျန်တာကျွန်တော်ကျွန်တော်အလုပ်လုပ်ရတယ်။အဲ့လိုဆုတောင်းတယ် တကယ်တမ်းကျတော့ကျွန်တော်တို့အသက်တာဟာအရာရာ၌ဘုရားသခင်ကိုလိုအပ်နေတဲ့သူဖြစ်ပါတယ်နော်တချင်းရေးတဲ့လူကလည်းရေးပါတယ်ကျွန်တော်တို့တွေလည်းစုံနေကြပါတယ်နော်ကိုတော်မရှိရင်မဖြစ်တဲ့ဘဝဖြစ်တယ်ကျွန်တော်တို့ကကိုတော်ရှိမှလည်းဖြစ်တဲ့ဘဝတွေဖြစ်တယ်ဒါကြောင့်နော်ကျွန်တော်တို့ကဘုရားသခင်အုပ်ဆိုးခြင်းကိုမလိုချင်တော့ဘူးဘုရားသခင်မလိုတော့ဘူးနော်အာကိုဟာနဲ့ကို မမဆိုလောက်နိုင်နေဆိုအဲ့ဒီလူပျောက်ပြီနော်ဒါစစောကလည်းကျွန်တော်တို့ဆရာဆန်လင်းကလည်းပြောတယ်နော် AI ဆိုတော့ကျွန်တော်တို့ AI ကိုကျွန်တော်တို့ဒီခေတ်ကြီးမှာတဲ့ AI ကိုမသုံးတတ်တဲ့လူကခင်းနောက်ကြပြီဟုတ်ပါတယ်နော် AI ဟာတခြားအရာတွေတော့အများကြီးကျွန်တော်တို့လုံလို့ရတဲ့အရာတွေရှိပါတယ်ဒါမဲ့ကျွန်တော်တို့နှုတ်ကပတ်တော်ဝင်ကားတော့မယ်တေချာစက်ကတ်ချင်းမရှိဘူး ဆူတောင်းခြင်းမရှိဘူးเนาะအာ AI ကိုကျွန်တော်တို့ရေးခိုင်းမယ် AI ကတရားဟောချက်လည်းရေးပေးတယ်เนาะတရားဟောချက် slide တွေလည်းသူလုတ်ပေးတယ်အာဖျားမလို့တော့ဘူးဝိညာဉ်တော်လည်းမလို့တော့ဘူးဆူတောင်းခြင်းလည်းမလို့တော့ဘူး AI ရှိတာပဲအဲ့ဒါဆိုတော့အဲ့ဒီလူစပြီးတော့လမ်းပျောက်ပြီအဲ့ဒီလူဟာပျောက်ပြီ ဆိုတော့ဒီကနေ့ဖျားသခင်ရှိကနေထွက်သွားပြီးတော့ကိုယ့်အနေနဲ့ကိုယက်တီဖို့ကျွန်တော်တို့စဉ်းစားနေပြီးခြေလန်းလန်းနေပြီးဆိုအဲ့လိုလူတွေအခုဒီကနေ့ဖျားသခင်ရှိကိုကျွန်တော်တို့ပြန်လှည့်ဖို့ဖြစ်တယ်เนาะဒီနေ့ဖျားသခင်ကကျွန်တော်တို့ကိုခေါ်နေပါတယ်ငါရှိကိုပြန်လှည့်လာပါတဲ့เนาะဖျားကဟိုမြစ်တာနဲ့ခေါ်တာဖြစ်တယ်เนาะမြစ်တာနဲ့ခေါ်တာဖြစ်တယ်ပြီးတော့သူဂရိပြေးတယ်ငါကဖျားသခင်မှာเนาะအလုံးစုံကိုတတ်နိုင်တယ် အလင်းကိုလည်းငါလုတ်တာအမောင်ကိုလည်းငါလုတ်တာနော်ငြိမ်သက်ခြင်းကိုလည်းငါလုတ်တာဖြစ်တယ်ဆိုပြီးတော့နော်အရာသခင်က ပြောတာကိုတွေ့ရတယ်ဒါကြောင့်ဒီနေ့ဒီမှာနော်ကျွန်တော်တို့အလင်းအောင်စကားဝိုင်းကနေပြီးတော့ထုတ်လွှင့်နေတဲ့နှုတ်ကပတ်တော်ကိုကြားတဲ့ဓမ္မမိတ်ဆွေများနော်ကျွန်တော်တို့ဘလို့အနေထားမှာရှိတယ်လေအကယ်၍သင်ဟာပြောင်းနေသောသူများဖြစ်ခဲ့တယ်ဆိုရင် ီနေ့ဝမ်းသာစရာသတင်းကောင်းတစ်ခုပြောပြခြင်းပါတယ်။တခင်ကတင့်ကိုခေါ်နေတယ်နော်။နော်ပြန်လှည့်လာပါ။နော်ရှိတဲ့နေရာကနေငါရှိကိုလှည့်လာပါ။ပျောက်တော့သားကိုကြည့်တဲ့အခါမှာတတော်ကိုနော်ဆိုးတယ်အလွန်ဆိုးတဲ့သားဖြစ်ပါတယ်။ဘလောက်ပဲဆိုးဆိုးဖခင်ရှိကိုပြန်သွားတဲ့အခါမှာဖခင်ကပွဲလုပ်ပြီးတယ်။ဒါကလောကကြီးမှာတော့ဒီလိုလူရှိချင်မှရှိလိမ့်မယ်။ဒါမဲ့ဒါပါဘူးပြောတာလေဖခင်ရဲ့မြတ်တာကိုပြောတာဖြစ်ပါတယ်။ ီနေ့ဘုရားသခင်တင့်ကိုခေါ်နေတယ်ကျွန်တော်ကိုခေါ်နေတယ်ကျွန်တော်တို့အားလုံးကိုခေါ်နေတယ်ကျွန်တော်တို့ကိုတရားစီရင်ဖို့ခေါ်တာမဟုတ်ဘူးကျွန်တော်တို့ကိုနော်ကျွန်တော်တို့ရဲ့အသက်တာတွေကို ပြန်ပြီးတော့တိဆောက်ပေးဖို့ကောင်းချီးပေးဖို့အသစ်နော်အသစ်အသစ်ပြန်လုပ်ပေးဖို့ဖြစ်တယ်အရင်တုန်းကကျွန်တော်တို့ကိုမှဲ့ထားတဲ့နာမည်ကျွန်တော်တို့မမှတ်မိတော့ဘူးဘုရားပြန်လာပါငါနာမည်အသစ်ပေးမယ်နော်ဘုရားဒီလိုခေါ်တဲ့ဘုရားဖြစ်ပါတယ် အေရှားအခန်းကြီး45ကိုကျွန်တော်တို့ဖတ်ရင်ပို့ပြီးတော့ဒီနေရာမှာတွေ့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘုရားသခင်အထူးကောင်းချီးပေးပါစေ